စက်ကောင်စီတပ်ကအာဏာသိမ်းခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းမှာကီနီပြည်နယ်အတွင်းပြည်သူ942ယောက်သေဆုံးခဲ့ရတယ်လို့တိုးတက်သောကီနီပြည်အင်အားစု PKPF ကမေလ၁ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ 2022ခုနှစ်ကနေ2025ခုနှစ်ဧပြီလ30ရက်နေ့ဒီအရသာပြည်သူ965ယောက်နဲ့စစ်ပေးဆောင်ပြည်သူ198ယောက်စုစုပေါင်း842ယောက်တည်ဆုံခဲ့ပြီးနေအိမ်ပေါင်း3032လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။နေအိမ်ပျက်စီးမှုအပြင်လေကြောင်းကနေတိုက်ခိုက်မှုပေါင်း1824ကြိမ်ပြုလုပ်ခဲ့ပြီးဘာသာရေးအဆောက်အုံ58ခုစာသင်ကျောင်း29ကျောင်းစေယုံစေကန်18ခုထိခိုက်ပျက်စီးခဲ့ကအယောက်160ကျော်ဖမ်းဆီးခံထားရပါဗျ။ ကင်းနီပြည်နေရအနှံ့မှာတိုက်ပွဲပေါင်း1323ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအယောက်3960တိစုံးခဲ့ကတိုက်ပွဲတွင်တိုက်လေရင်3စီးပျက်စီးတဲ့အပြင်စစ်ကောင်စီရင်68စီးပျက်စီးခဲ့ပါတယ်စစ်ကောင်စီတပ်ကိုဒေါ်လန်တိုက်ခိုက်နေတဲ့ KNDF တရင် KA နဲ့ PDF တပ်ဖွဲ့ဝင်940လဲကြာဆုံးခဲ့လို့ထုတ်ပြန်ထားပါတယ်ရှင်။